ဒီနေ့တွေ့ဆုံမှုကအဲဝန်ကြီးချုပ်ပေါ့နော်ဟိုဝန်ကြီးချုပ်ချင်းချင်းတွေ့ဆုံတဲ့တွေ့ဆုံမှုဖြစ်ပါတယ်ဟိုကျမတို့ကတော့ဟိုဒီတွေ့ဆုံမှုဖြစ်မြောက်အောင်လို့ပေါ့နော်ဝန်ကြီးဌာနအနေနဲ့ဒီ ASEAN Special Envoy Office နဲ့ရောနောက်မလေးရှားအစိုးရတာဝန်ရှိတဲ့သူတွေနဲ့ရောကျမတို့ဟိုဆိတ်ဆက်ပြီးတော့ပြင်ဆင်ဆောင်ရွက်ခဲ့တာဖြစ်တယ်ဆိုတော့အဲ့ဒါကဟိုဟိုအစကတော့ကျမတို့လူချင်းတွေ့ဖို့လို့စီစဉ်တာပေါ့နော်နောက်ပိုင်းနည်းနည်း အာဂျန့်ဖြစ်လာတဲ့တွေးဆမှုမှာအာနည်းနည်းစီစဉ်ရတဲ့ logistic ကိစ္စလေးတွေကြောင့်မို့လို့တော့အခုအဲအချိန်မှာတော့လူချင်းမတွေ့နိုင်မင်းနဲ့ပေါ့လေအဲဒီမလေးရှားဝန်ကြီးချုပ်ဘန်ကောက်ကိုရောက်နေတဲ့အချိန်မှာကိုပဲအဲတွေ့ခြင်းနဲ့အဲဖြစ်တဲ့နည်းနဲ့တွေ့မယ်ပေါ့နော်ဆိုပြီးတော့ဒီတွေ့ဆုံမှုဖြစ်သွားတာဖြစ်ပါတယ်တရားဝင်အတိမတ်ပြုမှုလို့အထီတော့အပြည့်ဝပြောဖို့လို့တော့ခက်တယ်ဒါပေမဲ့ကျမတို့ကိုထည့်သွင်း အဲစဉ်းစားရမယ်ပေါ့နော်အထူးသဖြင့်တော့မြန်မာအုံမြန်မာလက် process ဖြစ်ရမယ်ဟဲ့လားမြန်မာပြည်သူလူထုတွေရဲ့အတန်ကိုအထင်ဟပ်ရမယ်လို့အဲဒီအာဆီယံကရောနိုင်ငံတကာကရောစဉ်းစားရဲဆိုလို့ရှိရင်ဒါ NUG နဲ့အဲမတွေ့ဆုံလို့မရတဲ့အနေအထားမျိုးဖြစ်ပါတယ်ဒီဒီသဘောပါပဲဆိုတော့ပြောရမယ်ဆိုရင်အခုအာဆီယံရဲ့ အဲဒီ5 point consensus မှာလည်းပါတယ်ဟလာအကျိုးသက်ဆိုင်သူအားလုံး ਨੇ တွေ့ဆုံရမယ် all stakeholder အားလုံး ਨੇ တွေ့ဆုံရမယ်ဆိုလို့ရှိရင်ကျမတို့ဟိုနားလဲတာကတော့ဒါမြမအရေးကိုဟိုတေချာနားလဲခြင်း ਨੇ ဆိုလို့ရှိရင်ဘက်ပေါင်းစုံတွေ့ဆုံရမယ်သူတွေ ਨੇ တွေ့ရမယ်အထူးသဖြင့်ခုန NUG ဒီအဲအဲဒီပြည်သူလူထုကနေပြီးတော့ပေါ့เนาะဒါဟိုအစိုးရအနေနဲ့အဲဒါလက်ခံထားဖို့လို့ပေါ့လက်ခံကြဖို့လို့တိုက်တွန်း နေကြတဲ့အဖွဲ့အစည်းလည်းဖြစ်တယ်နောက်တစ်ခုကကျတော့စစ်ကောင်စီကိုအာကျမတို့တွေကဟလာတရားဝင်မှုမပေးဖို့ဆိုလို့ရှိရင်ဒါ alternative အနေနဲ့ပေါ့နော်ဒါကျမတို့စပြီးတော့ NUG အစိုးရစတင်ဖွဲ့စည်းစဉ်ကလေးကအလဲပဲအဲဒီဟာကိုစစ်ကောင်စီကိုအတိအမှတ်မပြုတ်ဖို့ NUG ကိုအတိအမှတ်ပြုတ်ဖို့ဆိုတော့အဲရည်ရွယ်ချက်တွေရှိပါတယ်အဲ့တော့အဲ့ဒီရည်ရွယ်ချက်ကအဲ့ဒီမှာပန်းနိုင်ကဘာလဲဆိုတော့တော်လိုင်းအောင်မှုလို့ပဲလीနော်တော်လိုင်းရေးအတွက်အထောက်ပံ့ဖြစ်ဖို့လို့ပဲဖြစ်တော့ဟိုတရားဝင်တွဲဆုံမှုလို့ပြောတဲ့အခါမှာတော့ တရားဝင်တွေ့ဆုံမှုလို့တော့ပြောလို့ရတယ်ဒါပေမဲ့ဒါဟာအတိမတ်ပြုမှုအထီသွားလားမသွားလားဆိုတာတော့ပြောဖို့ခက်ပါတယ်ဟိုဘု து ဘု து ဟိုမှာတော့အတိမတ်ပြုသေးတဲ့တရားဝင်ပေါ့လေ recognition ပေးတဲ့အနေအထားမျိုးတော့မဟုတ်ဘူးဒါပေမဲ့တရားဝင်တွေ့ဆုံမှုတော့ဖြစ်ပါတယ်အဲကျမတို့ကဒီစေကောင်းဆောင်နဲ့တွေ့ဆုံမှုကိုလောက်တိုင်းပေါ့နော်ကျမတို့ကဘာပြောလဲဆိုတော့နိုင်ငံရေးရအသုံးချမခံရဘူးလို့လို့တယ်နောက်ပြီးတော့ engagement လုပ်တယ်ဆိုရင်မြန်မာပြည်ရဲ့အရေးကိစ္စကိုတရားနားလည်ခြင်းနဲ့ဆိုလို့ရှိရင်စစ် စစ်ကောင်းဆောင်နဲ့အဲကျန်းဖက်စစ်ကောင်းဆောင်နဲ့ပေါ့နော်တစ်ဖက်သက်ဆက်ဆံထိတွေ့နေတာကမလုံလောက်ဘူးဆိုတာကျမတို့မကြသေးခင်ရပိုင်းကပဲပေါ့နော်ကျမတို့မဟာမိတ်များနဲ့ပူးတွဲပြီးတော့ထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှလည်းအဲဖော်ပြပါတယ်ကျမတို့မကြခဏလည်းဒါပြောတယ်ပေါ့နော်ကျမတို့ကို ဟိုဟိုနှစ်ဖက်လုံးကိုပေါ့နော်ထိတွေ့ဆက်ဆံဖို့လိုတယ်။အန်ယူဂျီစကားဆောက်တွေ့မယ်ဆိုအန်ယူဂျီကိုလည်းတွေ့ရမယ်။အလားတခြား NDD တော်လိုင်းအင်အားစုတွေနဲ့လည်းအဲတွေ့မှသာလျင်ဒါဗက်ပေါင်းစုံရဲ့အတန်ကိုကြားရမယ်ပေါ့နော်။ one side ဖြစ်တဲ့တစ်ဖက်သက်ထိတွေ့ဆက်ဆံမှုမျိုးမလုပ်ဖို့ကျမတို့ကအမြဲတမ်းပြောပါတယ်။ဆိုတော့အခုလိုမျိုး equal balance communication ပေါ့နော်။ဒါယူလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရမှာလဲ။ဒါကျမတို့ကအာဆီယံနဲ့မှမဟုတ်ပါဘူးနိုင်ငံတကာ UN agency တွေနဲ့ပဲဖြစ်ဖြစ်တခြားသောအစိုးရအဖွဲ့တွေနဲ့ပဲဖြစ်ဖြစ်ကျမတို့တောက်လျှောက်ပြောနေတာရှိတယ် equivalence communication ရှိရမယ်နှစ်ဖက်လုံးကိုဆက်ဆံရမယ်တစ်ဖက်သက်ဆက်ဆံပြီးတော့တရားဝင်မှုပေးလိုက်တာစစ်အာဏာသိမ်းမှုကိုဟိုပေါ့နော်ဟိုအတိမတ်ပြုတ်လိုက်တဲ့အဖြစ်မျိုးမရောက်ဖို့လို့လိုတယ်ပေါ့နော်ဒါကြောင့်မို့လို့အခုကျမတို့နဲ့လည်းတွေ့တယ်စစ်ကောင်စီနဲ့လည်းတွေ့တယ်ဆိုတဲ့ကိစ္စမှာတော့ကျမတို့အထွေထူးမှတ်ချက်ပေးစရာမရှိပါဘူးအာအာဆီယံနဲ့ထိတွေ့ဆက်ဆံဖို့ဆိုတာကတော့အမြဲတမ်းတကားဖွင့်ထားတယ်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ကျမတို့ကဒေတာတွင်ကအာဆီယံနိုင်ငံတနိုင်ငံ ဖြစ်တယ်ပေါ့နော်ဆိုတော့ဒေတာတွင်အင်္ဂအနိုင်ငံတွေအင်းနီလာချင်းနိုင်ငံတွေနဲ့အဲဆက်ဆံရေးကကျမတို့အတွက်ဦးစားပေးလဲဖြစ်တဲ့အတွက်ဆက်သွယ်ဆောင်ရွက်တော့မှာဖြစ်ပါတယ်အဲ့တော့ယုံကြည်မှုကိုတည်ဆောက်ဖို့ဆိုလို့ရှိရင်ဖန်စီထိန်းသိမ်းခံထားရတဲ့ဟလာခေါင်းဆောင်တွေနိုင်ငံရေးအကျဉ်းသားတွေကိုလည်းမလွတ်သေးဘူးနောက်ပြီးတော့အခုချိန်အထိပေါ့နော်ရွာတွေမီးရှို့တာဘုံကျဲတာအ အဲလေချောင်းတိုက်ခိုက်တာတွေလည်းမရက်သေးဘူးပြောရရင်တော့အကြမ်းဖက်မှုတွေလည်းမရက်တန့်သေးဘူးပေါ့နော်ဆိုတော့အဲ့လိုမရက်တန့်သေးပဲနဲ့ဘလို့ယုံကြည်မှုတည်ဆောက်မလဲပေါ့ဒါအကြောင့်မို့လို့ယုံကြည်မှုတည်ဆောက်ဖို့အရေးကြီးတယ်ဆိုတဲ့နေရာမှာဒီအချက်တွေကိုသိတာထင်ရှားတဲ့အဲပေါ့နော်ဟိုဟိုအပြောင်းလဲလိုမျိုးเนาะနိုင်ငံရေးအာသီတာလိုမျိုးမဖော်ပြပဲနဲ့အဲကျမတို့ကအဲဆွေးနွေးပါမယ်မဆွေးနွေးပါဘူးပြောဖို့ဆိုတာကတော့အချိန်ခါမကျသေးဘူးလို့ပဲကျမအနေနဲ့တော့မြင်ပါတယ် မြန်မာပြည်သူလူထုကအခုဟိုစစ်ပေးစစ်တံအဲเนาะဒီစစ်အာဏာရှင်ရဲ့ဒဏ်နဲ့မကအောင်သဘာဝဘေးအန္တရာယ်ဒဏ်ကိုလည်းခံရတယ်ဒီသဘာဝဘေးအန္တရာယ်ခံရတဲ့ကာလမှာပဲဘလောက်ထိအာဏာရှင်စနစ်ရဲ့ညံ့ဖျင်းတဲ့အုပ်ချုပ်မှုဟိုပုံစံကြောင့်ပို့ပြီးတော့မခံစားသင့်ပဲခံစားနေရတာကိုလည်းမြင်တွေ့နေရတယ်ပေါ့เนาะဒါကြောင့်ကျမတို့ကဘလို့အခက်အခဲမျိုးပဲရှိပါစေအဲကျမတို့ရဲ့မူလပန်းတိုင်ဖြစ်တယ်ပေါ့เนาะစနစ်ပြောင်း စနစ်ပြောင်းရမယ်ဒီတိုင်းပြည်ကနိုင်ငံရေးစနစ်ပြောင်းရမယ်အုပ်ချုပ်ရေးစနစ်ပြောင်းရမယ်ပေါ့နော်ဆိုတော့ဒီစနစ်ပြောင်းတော်လိုင်းရေးအတွက်လုပ်ရမယ့်အလုပ်တွေကိုတော့ဘလောက်အခက်ခဲပဲရှိရှိကျမတို့တွေညီညွတ်ညွတ်နဲ့တယောက်ကိုတယောက်ပေါ့နော်အားပေးရင်းနဲ့အတူတူကအာကြော်လွားသွားကြပါမယ်ပေါ့နော်နောက်ပြီးတော့အခုအတူတူဒီငလင်ပေးတန်ခံရတဲ့ပြည်သူလူထုနဲ့ရောစစ်ပေးစစ်တန်ခံရတဲ့ပြည်သူလူထုဒီနဲ့အတူတူကျမတို့ဟိုရက်တည်နေတယ်အဲရှိနေတယ်ဆိုတာကိုပဲအဲအားပေးစကားပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်